British အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ channel ကလေးပြန်လဲကျဆွန်လာရေးပါရှင်တားအပေါ်မှာဖခင်မြေတားကိုပြပြဝမမပေးနိုင်တဲ့အပြင်နှွေးထွေးမှုကျဉ်းနှံမှုမအုပ်ချုပ်နိုင်တဲ့ခင်မွန်ဖြစ်သူအကြောင်းရှင်းဖွင့်လာတဲ့ပူဇာပြုခင်မင်္ဂလာပါ British တွေပူဇာပြုခင်လို့ပြောရင်တော့မြန်မာနိုင်ငံမှာသူမကိုမသိတဲ့သူမရှိပါဘူးနော်သူမဟာဆိုလို့ရှိရင် MRGU Forzland တွေကနေအောင်မြင်မှုတွေရရှိပြီး British ရဲ့အချစ်ခင်အားပေးမှုကိုရရှိခဲ့တဲ့မေတ္တမီတလည်းပဲဖြစ်ပါတယ် အောင်မြင်မှုတွေရရှိနေတဲ့အချိန်မှာပဲကလေး၃ယောက်အဖေခရိုနီတထေအကိုထွန်းနဲ့ရုတ်တရက်ကြီးလက်ထက်ယူလိုက်လို့တနိုင်ငံလုံးကအော်ထင်းနှုတ်ကုတ်ခဲကြရလဲဖြစ်ပါရယ်။ဒါပြင်ငွေမဲ့တဲ့အမေတမီးဆိုပြီးဝေဖန်ခံခဲ့ရပါသေးတယ်။အကိုထွန်းနဲ့ယူပြီးအခုဆိုရင်တော့တာလီနှစ်ယောက်ကိုလည်းမွေးဖွားလာခဲ့ပြီ ဖြစ်ပါရယ်ဒီရက်ပိုင်းမှာတော့အသားကြီးဖြစ်တဲ့စိတ်ဦးလေးရဲ့မွေးနေ့ပွဲလေးရှိနေခဲ့တဲ့ဖြစ်ပါရယ် ကလေးတွေဝင်းနေဆိုတာဘာလဲဆောင်းမမပေးဘာပွဲမှာဆစ်ဆင်ပေးတာမျိုးမရှိဘူးဆိုပြီးအကိုထွန်းရဲ့သားလေးအပေါ်မှာအလေးမထားပုံကိုပူဇော်ဖြူခင်းတယောက်ပရိတ်တက်ကိုရင်ဖွင့်လာတာကိုတွေ့နေရတယ်ဖြစ်ပါတယ်ဒီနေ့ဝင်းနေမှာစိတ်ဥလေးကသူ့အဖိုးအဖွားဥလေးအတော်သူ့ကိုသူ့အမတွေဝမ်ကွဲမောင်နှမတွေစီကအစားဝင်းနေလက်ဆောင်ရတယ်ဒါပေမဲ့သူ့အဖေစီကဘာမှမရပါဘူးမနေ့ကလည်းမရပါဘူးဒီနေ့လည်းမရဘူး ဒါပြင်အပြေကနေပြန်လာလို့အယုတ်ကလေးမှုတ်ကလေးခလေးအတွဲဆိုပြီးဝယ်လာပေးတာမျိုးလည်းတခါမှမရှိခဲ့ပါဘူးစိတ်ဥလေးကမှမဟုတ်ဘူးဘုံပြစ်ကိုဆိုလဲအတလူပါပဲသူပြောတာကအမတ်တရကဒီမီတာစုမလူလာဖြစ်တာကကအမတ်တရထက်ပိုတော့လက်ဆောင်ပဲလို့ပြောဆိုထားရတယ်အဖေတွေကသားရိအပေါ်ဆိုရင်အမြဲအတလူပါပဲလားမသိပါဘူး ။သမီးတွေကိုကြယူရတဲ့ကျင်နာတဲ့ငွေနဲ့လက်ဆောင်ကစားအသေးစိတ်ပြင်ဆင်ပေးတယ်။ဆုံးမရင်တောင်တစ်ခါမှစကားချမ်းချမ်းမပြောဘူး။ဘုံပြစ်အတွက်ဆိုရင်လည်းကိုကပဲအမြဲတမ်းတွေးပေးနေရတယ်လို့သူကကလေးဆိုရင်တော့အမြဲစုအမြဲအပြစ်ပဲပြောထိတ်ကြောက်ဖို့အယမ်းမားတာပဲဒါပေမဲ့ကိုအဖေကတော့အဲ့တလိုမဟုတ်ဘူးသူ့သားအငယ်ဆုံးအုပ်မူလေးဆိုရင်တော့သူအရန်ကိုချစ်တာသူ့ရဲ့လေငယ်ကိုလည်း ကိုအဖေလိုပဲသားသမီးတွေအားလုံးအပေါ်မှာလူညံ့စစ်ခြင်းနဲ့ဂျင်နာစစ်ခြင်းနဲ့ဂရုစိုက်စစ်ခြင်းနဲ့ကြောင်းသွားကြောင်းပြန်ကအစလိုက်ပို့စစ်ခြင်းနဲ့အပေါင်းသင်းတွေထက်သားသမီးနဲ့မိသားစုကိုပိုခင်တွဲစစ်ခြင်းနဲ့ကိုထက်မသားရင်တောင်းကိုတဝက်လောက်တော့ခလေးအားလုံးနဲ့ပတ်သက်လာရင်တော့အရာရာမှာသူကိုယ်တိုင်ဝင်ပြီးစစ်စင်ပေးတာမျိုးဥဆောင်ပေးတာမျိုးဖြစ်စစ်ခြင်းပါတယ်အခုကဘာပွင့်ရှိရှိကိုပဲအဆဆုံးစစ်စင်မွေးနေ့ပွဲမှာတောင်း အလူပီးခန်းလေးအထိအရာကမထဘူးဆိုပြီးပရိတ်တကောရေးဖွင့်ထားရတယ်ဖြစ်ပါရယ်။ဂျာနယ်ပတ်သက်ပြီးပရိတ်တုကလည်းယခုလိုမျိုးမှတ်ချက်ပြုထားတာကိုတွေ့နေရတယ်ဖြစ်ပါရယ်။မွေးနေ့မှာသားလေးစိန်ဦးကမွေးချင်းအားလုံးစီကနေလက်ဆောင်တွေရခဲ့ပေမဲ့သူ့အဖေအကိုထွန်းစီကတော့ဘာတကူမှမရခဲ့ဘူးလို့သိရပါရယ်။အဲ့လိုကြားရတော့စိတ်ထဲမကောင်းဘူး။အဖေတွေကသမီးတွေထက်သားတွေအပေါ်မှာပိုတင်းကျပ်တဲ့မျိုးကိုနားနေပေမဲ့ ချစ်မြတ်တာကိုတော့တန်းသူပေးတဲ့လို့မြင်ပါတယ်။ကလေးတွေကလည်းငယ်သေးတယ်လေအခုချိန်မှာအလိုလိုက်တယ်ပဲပြောပြောချစ်မြတ်တာပေးကိုပေးတဲ့။အခုကလေးကဖခင်ကအတူတူပုံစံမျိုးနဲ့တားကိုဆက်ဆံရင်ကြီးတိုင်ရင်ပို့ပြီးတော့ဝေးကွာတော့ဖို့ပဲရှိတယ်။အဲ့ဒီတော့အကိုထွန်းလိုတားရောက်ကြလေမို့ချစ်မပြောက်ဘူးဆိုတဲ့ဖခင်လှုပ်ရက်မျိုးကိုတဘောမတူဘူးဆိုပြီးမှတ်ချက်ပြုရေးသားထားတာကိုတွေ့ရှိနေရတယ်ဖြစ်ပါရယ်။ဟုတ်ကဲ့ပါပရိတ်တကြီးတို့ရေ ဒါလေးရဲ့မွေးနေ့အပေါ်မှာဆိုရင်တော့နှွေးထွေးမှုမပေးနိုင်တဲ့အကိုထွန်းနဲ့ပတ်သက်ပြီး British Council ဘလို့များမြင်ခဲ့ကြပါသလဲရှင်